ကျမ်းမာတော်မူကြပါသော်ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ20ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တန်တွဲနဲ့ကွာမှာမိုင်းအလုံးရေ2000ကျော်အေအေရှင်းလင်းနိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်တန်တွဲနဲ့ကွာမြို့နယ်တို့မှာ မြေမြုံမိုင်းအလုံးကြီး2000ကျော်ကိုအရခတ်တက်တော် AA ကရှင်းလင်းနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ထို့သောရှင်းလင်းရမှာတန်တွဲမြို့နယ်မှာမြေမြုံမိုင်းအလုံးကြီး900ခန်းနဲ့ကွမ်းမြို့နယ်မှာ1500ကျော်ခန်းထိရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်။ AA နဲ့နီးစပ်သူအမျိုးသမီးတအုပ်ကငပလီကန်းကြီးဘက်ကိုအခုထိပြည်သူတွေတချို့ကိုဝင်ခွင့်မပေးသေးတာအကြောင်းရှိတယ်။စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းတွေနေတာမှမဟုတ်တာနောက် ကွာဘက်လန်ဂျော်တလျှောက်မှာတောတောင်တွေစစ်တပ်အထိုင်ချခဲ့တဲ့နေရာတွေအကုန်ရှင်းပေးနေပါတယ်လို့ပြောပါတယ်။တန်တွဲနဲ့ကွာမြုံနယ်တို့ကို EE ကအပြစ်သက်သိမ်းပိုက်ပြီးနောက်ရင်းဒေသများမှာရှိတဲ့စစ်ကောင်စီတပ်စခန်းချခဲ့တဲ့နေရာများတောတောင် ကာလန်လူနေချံဝန်းများပါမကြံမန်းရှင်းလေးများလှုပ်ဆောင်နေကြောင်းဒေသခံများထံကနေသိရှိရပါတယ်။ကွာမြုံခံမျိုးသားတို့က EE ကမိုင်းတွေရှင်းလင်းနေတာတွေ့ပါတယ်။အဲ့ဒီတဲမှာမြေမြုပ်မိုင်းအပြင်စစ်ပွဲတုန်းကစစ်ကောင်စီပစ်ထားခဲ့တဲ့ မပေါက်ကွဲသေးတဲ့စစ်ကြံဘုံဒီတချို့ကိုလည်းတွေ့တယ်။သူတို့တက်ဆုပ်သွားတဲ့လက်တလျှောက်ကတောတောင်တွေအပြင်အရက်သားပြည်သူတွေရဲ့လေယာဉ်စိုက်ခင်းတွေမှာပါလုံဆောင်မရအောင်မိုင်းထောင်ထားခဲ့တယ်လို့ပြောပါတယ်။အေအေကတန်တွဲမြို့နယ်ကိုပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့နဲ့ကောမျိုးနယ်ကို2024ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာအပြီးသက်သိမ်းပိုက်နိုင်ခြင်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့မိုင်းထောင်ထားခဲ့မှုကြောင့်တောတောင်ကိုမိခိုစီးပွားရှာနေရတဲ့တန်တွဲနဲ့ကွာဒေတာခင်များဟာထင်းရှားဟင်းရှား လေဆိုင်ကိုင်းတွန်မအစမိုင်းနေမိပြီးတေဆုံးထိခိုက်ဒဏ်ရာရခြင်းများမကြာခဏကြုံတွေ့နေရကြောင်းလည်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလမှမေလအထိ9လအတွင်းတန်တွဲနဲ့ကွားမြုံနယ်အပါအဝင်ရခိုင်မှာမိုင်းနဲ့စစ်ကြံလက်နက်များပောက်ကွဲမှုကြောင့်အရက်သား15ဦးတေဆုံးပြီး60ကျော်ဒဏ်ရာရရှိခဲ့ကြောင်းနီရစ်စရာရဲ့မှတ်တမ်းများအရသိရှိရပါတယ်။အာရခပြည်သူတော်လှန်ရေးအစိုးရဟာတန်တွဲအပါအဝင်အာရခဒေသအတွင်း မိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်ဆိုင်ရာပညာပေးဟောပြောပွဲများမိုင်းအန္တရာယ်တတိပိတ်ဆိုင်ပုံများမိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာဆောင်ဖြန့်ဝေခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တန်ရမ်းမှာဝါတာဖွဲ့ကားများကိုစစ်ကောင်စီမတားဆီးရဲဒေသခံကားများကိုသာဖမ်းဆီးနေတဲ့ရုပ်တံထွက်ပေါ်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့နယ်မှာစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှလိုင်စင်မဲ့ကားနဲ့စိုက်ကယ်များဖမ်းဆီးရာမှာ ဝေါ်တပ်ဖွဲ့ UWSC ရဲ့လိုင်စင်မဲ့ကားများကိုမဖမ်းရဲပဲဒေသခံအယက်သား ကားများကိုသာရွေးဖမ်းနေကြောင်းမြို့ခံများကပြောပါတယ်။ဝေါ်တပ်ဖွဲ့လည်းလိုင်စင်မဲ့ကားတွေကြီးကိုပဲစီတာစကားစကားဖမ်းတော့အယက်သားကားတွေကိုပဲဖမ်းတာဝါရီရဲ့ကားဆိုရင်တားတော်မတားရဲဘူးလို့မြို့ခံတဦးကဆိုပါတယ်။စစ်ကောင်စီနဲ့ဝေါ်တပ်ဖွဲ့ပူးတွဲထိန်းချုပ်ထားပြီး SSPP လည်းလှုပ်ရှားတဲ့တန်ရန်မြို့နယ်မှာလိုင်စင်မဲ့ကားနဲ့စိုက်ကယ်များကိုစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဇွန်လ18ရက်မှစ၍ဖမ်းဆီးနေခြင်းဖြစ်ပါတယ်။ဖမ်းမိတဲ့သူတွေ၊ရင်အသိမ်းခံခဲ့ရတဲ့သူတွေ၊အရေးယူခံရတဲ့သူတွေဆိုတာကကြောမွဲပြည်သူတွေကြီးပဲ။တကယ်လို့ခံရတဲ့သူကပြုသမျှနှုတ်ရတဲ့ပြည်သူတွေပဲ။လိုင်စင်မဲ့ကင်းရှင်းစေချင်တာအမှန်ဆိုရင်ဘာကောင်ကြီးဖြစ်ဖြစ်ဖမ်းပါအခုကကွက်ကြားမိုးဆိုတော့မတရားတဲ့လုပ်ရကြီးလို့မြို့ခံတအူးကပြောပါတယ်။လက်ရှိမှာတန်ရန်မြို့ကိုစစ်ကောင်စီတက်ရောဝါတာဖွဲ့ကမှထိန်းချုပ်ထားပါတယ်။မူလကစစ်ကောင်စီသားအုပ်ချုပ်နေရာမှာ ီးခဲ့တဲ့ဇွန်လက MNDAA ကတစ်တုံညာနှစ်ကုန်စစ်စင်ရေးကာလအတွင်းလာရှုမြို့ကိုတိုက်ခိုက်သိမ်းပိုက်နေစဉ်ဒေတာချင်းဆက်ဆက်နေတဲ့တန်ရမ်းမြို့ကိုဝါကဝင်ရောက်တက်ဆွဲခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစစ်ကောင်စီတပ်ရောဝါတက်ဖွဲ့ကပါထိန်းချုပ်ထားတယ်လို့ဒေတာခံများကပြောပါတယ်။ဒေတာခံအရက်သားတွေကတော့ခံဘက်ကကြီးပဲလိုင်စင်မဲ့စီးတာချမ်းသာလို့မဟုတ်ဘူး။ဒါနဲ့လောက်ကင်စားတော့နေရတာအခုဖမ်းတော့သူ့ပထွေးဝါကိုမဖမ်းရဘူး။အရက်သားကိုပဲလိုက်ဖမ်းတာလမ်းကျလမ်းကြားတဲကနေ ခိုးကြောင်ခိုးဝက်လဲဖန်တယ်လို့ဒေသခံတဦးကဆိုပါတယ်။လိုင်စင်မဲ့ရင်းများကိုအေးအေးယူရင်စစ်ကောင်စီခေါင်းဆောင်ကပြီးခဲ့တဲ့မေလမှာပြောခဲ့ပြီးနော်တနိုင်ငံလုံးအတိုင်းအတာနဲ့လိုင်စင်မဲ့ကားများစိုက်ကယ်များကိုစစ်ကောင်စီကဖမ်းဆီးနေခြင်းဖြစ်ပါတယ်။လိုင်စင်မဲ့ရင်းများဖမ်းဆီးနေတဲ့ကြက်ကြောင်ကြီးရွာများမှာဒေသခံများဟာမြို့ပေါ်ကိုမတက်ရေးကြတော့ပဲစောက်တော့ကုန်အယောင်းအဝယ်ကန်တာကိုပါထိခိုက်မှုရှိနေကြောင်းတန်ရန်မြို့ကန်ကုန်တဲ့တဦးကဆိုပါတယ်။တန်ရန်မှာစစ်ကောင်စီအရာရှိများနဲ့ဝါသထင်းများ တရုတ်တတိယပါဝင်ပတ်သက်နေတဲ့ကြောက်ဖြတ်လုပ်ငန်းများလည်းရှိနေကြောင်းဒေသခံများကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတန်ရဲမြို့အနီးမိုင်းရဲမြို့မှာယာယီအခြေစိုက်ထားတဲ့အရှိမြောက်တိုင်းစစ်တပ်နာချုပ်ရမခတိုင်းမူဘူကျုံမြင့်ကျော်ထွန်းတဲ့အရာရှိအချို့ဟာကြောက်ဖြတ်ငွေလိမ်လုပ်ငန်းများမှာပါဝင်ပတ်သက်နေကြောင်းတရုတ်အစိုးရရဲ့သတင်းပေးမှုနဲ့ဖန်ဆီးခံခဲ့ရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့ NUCC အပါအဝင်တော်လရင်အင်အားစုများကို ASEAN အထူးကိုယ်စားလှယ်ယုံကတရားတွေ့ဆုံခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ အာဆီယံအထူးကိုယ်စားလှယ်ရုံးကတာဝန်ရှိသူတွေနဲ့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC အပါအဝင်တော်လှန်ရေးအင်အားစုတွေထိုင်းနိုင်ငံမှာတီးကြစီတွေ့ဆုံခဲ့ပြီးလက်ရှိတော်လှန်ရေးကာလအခြေအနေတွေကိုကြော်လွှားနိုင်ဖို့ဆွေးနွေးခဲ့ကြတယ်လို့အဲ့ဒီဆွေးနွေးပွဲမှာပါခဲ့တဲ့သူတချို့ထံကနေစုံစမ်းသိရှိရပါတယ်။အာဆီယံအထူးကိုယ်စားလှယ်ရုံးကတာဝန်ရှိသူနှစ်ယောက်နဲ့ဘန်ကောက်မြို့မလေးရှားတန်ယုံကတန်အရာရှိတစ်ယောက်နဲ့တွေ့ဆုံခဲ့တာမှတ်ကန်တယ်လို့ ်မြို့သားညညရဲ့အတိုင်ပင်ခံကောင်စီပြောရေးဆိုခွင့်ရှိသူဦးတိုးကျော်လိုင်ကအတည်ပြုပေးမယ်ဆွေးနွေးခဲ့တဲ့အကြောင်းအရာကိုတော့ NUCC ကသတင်းထုတ်ပြန်မယ်လို့ပြောပါတယ်အာဆီယံအကျိုးကိုယ်စားလှယ်ရုံတာဝန်ရှိသူတွေဘက်ကတော့အာနာသိန်းစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့အကြောင်းအရာတွေပြောဆိုခဲ့ပြီးတော်လိုင်းအင်အားစုတွေဘက်ကတော့ထုတ်ပြန်ထားတဲ့ဥတီချက်၆ချက်ပေါ်မှာသာယက်တီတဲ့အကြောင်းပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်တော်လိုင်းအင်အားစုတွေဘက်ကလိုလားတဲ့အချက်တွေတဲမှာ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းဖို့စစ်တပ်ကနိုင်ငံရေးကထွက်ဖို့အပါအဝင် Federal Democracy ပြည်ထောင်စုအသစ်တည်ဆောက်ဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တောင်သားမှာအချင်းချင်းနှိပ်စက်တက်ပြတ်ထားတဲ့ပြူစောတိရုပ်အလောင်းကိုတနက်တလက်ခရမ်းများနဲ့အတူသိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းတောင်သားမြို့နယ်မှာပြူစောတိအချင်းချင်းနှိပ်စက်တက်ပြတ်ထားတဲ့ရုပ်အလောင်းတစ်လောင်းနဲ့အတူတနက်တလက်ခရမ်းများပါသိမ်းဆည်းရရှိခဲ့ကြောင်း တောင်တာပကဖားမှာတာဝန်ရှိသူတို့ကပြောကြပါတယ်။ယမန်နီဇွန်လ19ရက်နေ့နေ့ပိုင်းတောင်တာမြို့နယ်တနောင်းကုန်းရွာပြူစောတိမြဟာအနီးအနားမှာရှိတဲ့ကြီးရွာတရွာအတွင်းကိုဝင်ရောက်ပြီးပြည်သူလူထုပိုင်နေအိမ်များအတွင်းမှာပစ္စည်းများဝင်ရောက်ခိုးယူခဲ့ကြောင်းထိုမှပစ္စကန်းတို့ပြန်လာစဉ်လမ်းမှာပြူစောတိအချင်းချင်းနှိမ့်ဆက်တက်ပြက်ကရုံအလောင်းနဲ့အတူကာပိုင်အမျိုးအစားတစ်နက်တလန်ကာပိုင်ကြီးအတောင်230ကြီးပေါက်နှစ်ခုတို့နဲ့အတူစွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဘယ်လိုအကြောင်းကြောင့်တက်သွားလဲဆိုတာတော့တရင်တိကျမရသေးဘူး။တိဆုံးပြူရဲ့နာမည်တွေလည်းမသိရသေးဘူး။ကင်းဘုံဝစ်ဆောင်နေတဲ့ရဲဘော်တွေနဲ့လည်းတိုက်ပွဲမဖြစ်လိုက်ဘူး။သူတို့အချောင်းလန်းကနေပြန်သွားတာဆိုတော့လမ်းမှာပဲသူတို့အချင်းချင်းပြန်တက်ပြီးတနောင်းကုန်းရွာကိုပြန်ဆုတ်သွားတာ။သူတို့ကအနီးအနားကကြီးရွာတွေကိုရံဖန်ရံကထွတ်ထွတ်ပြီးတော့လူရက်တဲ့သဘောပါ။အင်းအားကတော့40လောက်ရှိတယ်လို့တရင်ရတယ်။ဒါပေမဲ့40လုံးမထွက်ဘူး။စေရောက်ထွက်လိုက်15ရောက်ထွက်လိုက် ခုနှစ်ယောက်ရှိယောက်ထွက်လိုက်နဲ့ထွက်တော်လို့တောင်တာပကဖမှာတာဝန်ရှိသူတူကပြောကြပါတယ်။တောင်တာမြို့နယ်ထနောင်းကုန်းကြီးရွာနေထူးအောင်ခေါင်းဆောင်နဲ့ပြူစောတီအဖွဲ့ကအနီးအနားမှာရှိတဲ့ကြီးရွာတူရွာကိုဝင်ရောက်ခိုးယူနေကြောင်းတရင်အရာတောင်တာပကဖရဲဘော်များကတိုက်ခတ်ရင်ကင်းပုံးဝစ်စုံဆိုင်နေစဉ်ခလန်းလန်းတောဆက်တနေရာမှာလက်နက်ငယ်ပစ်ခတ်တမ်းများကြားခဲ့ရကြောင်းထူးဆောင်ရင်းနေရာကိုနေမြေရှင်းလင်းရေးတွားရောက်စင်မှာပြူစောတီအချင်းချင်းနှိပ်စက်ကပစ်ခတ်တပ်ဖြတ်ထားခဲ့တဲ့ရုပ်အလောင်း လက်နက်တို့ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့စစ်ရေးမကျွမ်းကျင်တဲ့စစ်မှုထမ်းလူငယ်တွေကိုအသေးခံလူသားတိုင်းဖြစ်အသုံးပြုပြီးစစ်ကောင်စီစစ်ကြောင်းတွေထိုးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကြောက်ပြူတိုက်ပွဲမှာစစ်မှုထမ်းလူငယ်တွေကိုအသေးခံလူသားတိုင်းဖြစ်အသုံးပြုပြီးစစ်ကြောင်းတွေကိုဆက်ထိုးနေတယ်လို့စစ်ကောင်စီအတိုင်းဝိုင်းထံကနေသတင်းရရှိပါတယ်ရက်တိုတင်နှံပေးထားတဲ့စစ်မှုထမ်းလူငယ်တွေဟာ စစ်ဝစ်စုံတော်မပါတော့ပဲရှီတန်းကနေအသေးခံစစ်ကြောင်းထိုးပေးနေရတယ်လို့စစ်ကောင်စီနဲ့ဆက်ဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။သူတို့ကစစ်ရေးအတွေ့အကြုံမပြောနဲ့တနတ်တောင်ကောင်းကောင်းမကင်တက်ပဲမြေပြင်ကိုပို့ခန့်ထားရတဲ့လူငယ်တွေအခုတိုက်ပွဲမှာသူတို့တွေအသေးများတယ်တချို့လဲလက်ရဖမ်းမိတယ်တချို့လဲအလံဖြူထောင်သွားကြတယ်လို့စစ်ကောင်စီနဲ့ပတ်သက်တဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ရန်ကုန်တိုင်းဒေသကနေရခိုင်ပြည်ကြောက်ဖြူမြို့တပုတ်တောင်ရေတက်ဌာနချုပ်ကိုရေချောင်းကနေပို့ဆောင်ခံခဲ့ရတဲ့အဲ့ဒီစစ်မှုထမ်းလူငယ်တွေဟာ ကြောက်ဖြူတိုက်ပွဲမှာလူသားတိုင်းတက်တက်တာဖြစ်နေတာဖြစ်ပါတယ်။စစ်ကောင်စီဟာကြောက်ဖြူတိုက်ပွဲကိုစစ်ရင်အားထောင်နေချီပို့ဆောင်ထားတာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့စစ်မှုတပ်တင်တဲ့အပတ်စဉ်တွေအားအခုဆိုရင်အပတ်စဉ်14ထိကိုရောက်ရှိလာပြီးတပြည်လုံးကလူငယ်လူရွယ်တွေကိုရှေ့တန်းစစ်မျက်နှာတွေစီကိုပို့ဆောင်အသုံးချနေတာဖြစ်ပါတယ်။တိုက်ပွဲကနေရာအနှံ့ဖြစ်နေကြတယ်။စက္ကဆဘက်ကလည်းအပြင်းထန်ခုခံနေတယ်အေအေကလည်းအပြင်းထန်တိုက်ခိုက်နေတယ်လို့ဒေတာခန်ကဆိုပါတယ်စစ်ကောင်စီတပ်တွေဟာ ကြောက်ဖြူမြို့နယ်မင်းတက်တောင်တိုက်ပွဲ၊နန်းဖေးတောင်တိုက်ပွဲ၊ပြိုင်းစိကေတိုက်ပွဲ၊မလကျွန်းတိုက်ပွဲနဲ့တရုတ်စီမံကိန်း OGD ပတ်လည်တိုက်ပွဲတို့မှာတိုက်စုံလင်းဝင်မှုတွေဇက်တိုက်ဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ချင်းတော်လန်ရဲ့လက်နက်ကင်အားလုံးစုစည်းညီညွတ်မှုနဲ့ဘုံရန်သူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ရင်ချင်းတက်ဖွဲ့၁၈ခုကပူးတွဲကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ချင်းတော်လန်ရဲ့လက်နက်ကင်အဖွဲ့စည်းများအားလုံးစီလုံးညီညွတ်စွာနဲ့စုဖွဲ့ပြီးဘုံရန်သူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ကြဖို့ ရှင်းတော်လိုင်းရေးတပ်ဖွဲ့78ခုကဂျမန်နီဇွန်လ19ရက်နေ့မှာပူးတွဲကျင်းညာလိုက်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအချက်ပတ်စစ်တပ်မှပြည်သူအာဏာကိုလူယူသိမ်းပိုက်ထားတဲ့အတွက်ကြောင့်ပြည်သူလူထုတို့မှဥဆောင်ထားတဲ့နေဦးတော်လိုင်းရေးရဲ့အန်တီမပန်းနိုင်ဖြစ်တဲ့အချက်ပတ်စစ်တပ်အမြင့်ပြတ်ချုပ်ငြိမ်းရေးစစ်မှန်တဲ့ Federal Democracy ပြည်တော်စု ပေါ်ပေါက်လာရေးမိမိတို့နေမည်လူမျိုးကိုကာကွယ်ရန်နဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ကျင်းပီတိဆောင်ရေးတို့အတွက်ပေါက်ဖွားလာတဲ့ကျင်းတော်လိုင်းအဖွဲ့များအားလုံးလေးစားဂုဏ်ပြုပါကြောင်းကျင်းတက်ဖွဲ့ရဲ့စုပေါင်းကြေညာချက်မှာဖော်ပြထားပါတယ်။လက်ရှိကျင်းပီနယ်အတွင်းကျင်းတော်လိုင်းလက်နက်ကင်အဖွဲ့စည်းများအကြားမကြာခဏအချင်းချင်းပွတ်တိုက်မှုဖြစ်ခြင်းအငင်းပွားမှုများမှာလက်နက်များဖြင့်ဖြေရှင်းအပြေရှာရန်ကြိုးပမ်းခြင်းလက်နက်ကင်အဖွဲ့စည်းများနဲ့ပြည်သူများအကြားစည်းလုံးညီညွတ်မှုအားနည်းလာခြင်းတို့ဟာပြည်သူတော်လှန်ရေးခရီးကိုနှောင့်နှေးမိမ့်မိန်သွားစေတဲ့အပြင်ချင်းလူမျိုးများရဲ့တော်လှန်ရေးရည်မှန်းချက်ပန်းနိုင်ဟာလည်း ကြာရှုံးသွားနိုင်ကြောင်းသတိပေးထားပါတယ်။တို့ဖြစ်ပေါ်၍နေဦးတော်လိုင်း၏လက်နက်ကင်အချင်းချင်းများအကြားလေးစားမှုရှိပြီးချင်းတမျိုးသားလုံးစီးလုံးညီညွတ်ရေးအတွက်အမြဲတမ်းမျှော်လင့်လျက်ရှိကြောင်းချင်းနေဦးတော်လိုင်း၏လက်နက်ကင်အဖွဲ့ဆက်ရှိခုကဆိုပါတယ်။ထို့ကြောင့်အချင်းချင်းအကြားနားလည်မှုလွယ်မစေတဲ့အပြောအဆိုနဲ့အပြုမှုများအလုံးကိုရှောင်ရှား၍ဘုံရန်သူကိုယ်တော်ပထမဦးစားပေးတော်လန်တိုက်ပွဲဆင်ကြရန်နဲ့ ချင်းပြည်အတွင်းမှာရှိတဲ့နေမီတီတာမျိုးနယ်စုအရေးများကိုတော်လရင်ကာလအလွန်မှနိုင်ငံရေးနီလန်းဖြင့်သာအပြေရှားကြရန်ဖိတ်ခေါ်ထားပါတယ်။ချင်းတော်လရင်လက်နက်ကန်အဖွဲ့အစည်းများအလုံးစီးလုံးညီညွတ်စွာစုဖွဲ့ပြီးဘုံရန်သူကိုတိုက်ထုတ်ရန်ချင်းလူမျိုးနယ်ပိုင်းနဲ့နေမီများကိုခုခံကာကွယ်ဆောင်ရှောက်ကြရန်နဲ့ချင်းမျိုးသားစီးလုံးညီညွတ်ရေးချင်းပြည်တိဆောက်ရေးအတွက်ချင်းပြည်သူလူထုနဲ့အတူဆွန်းဆွန်းတမန်ကြိုးပမ်းဆောင်ရွက်ကြရန်အသင့်ရှိကြောင်းချင်းတော်လရင်အဖွဲ့၁၈ခုကပူးရဲကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းထူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်ကြိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ